းချင်းညချင်းစီးပွားတက်စီပြီးငွေငွေထီချဲပေါက်စီမယ်အစွက်ထက်အရေတရာကိုဆမလေးကပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အခုဆမပြပြပေးသွားမယ့်ရေတရာကနေချင်းညချင်းစီးပွားတက်စီမယ်ငွေငွေထီချဲပေါက်စီမယ်အစွက်ထက်ရေတရာလေးပဲဖြစ်ပါတယ်ရှင်ဒီရေတရာလေးကအရန်ကိုလည်းအစွက်ထက်တယ်အရန်ကိုလည်းထူးခြားပါတယ်ရှင် ဒီရေရလေးမပြောပြခင်မှာကျွန်မလေးရဲ့ဒီ page ကို Lion Forum လေးလို့ပေးထားပါရှင့်။ကျွန်မကတော့တအားနဲ့ဗီဒီယိုရေရများကိုပြတ်ချပေးသွားမယ်။ကျွန်မလေးတော့ခက်မိပဲဖြစ်ပါတယ်ရှင့်။ဒီရေရလေးကိုပြုလုပ်ပြီးတဲ့အခါကျရင်ကြီးပွားရေးတွေတိုးတက်လာမယ်၊ဝင်ဝင်လာမယ်၊ထီကျဲပေါက်လာမယ်၊အလုတ်ကိုင်းတွေကောင်းလာမယ်၊အရောင်းဝယ်တွေကောင်းလာမယ်ပေါ့နော်။ဒီရေရလေးကလည်းအရန်ကိုထူချရမှာလို့ကျွန်မလေးကိုယ်တိုင်ကလည်းအများနဲ့ပြုလုပ်တာမို့ခုခဏရသတိမိများ లై ပ်ပြီးတော့အဲလှူဆောင်ကြည့်ပါလို့ကျွန်မကပြောချင်ပါတယ်ရှင့်။ဒီရေရကိုပြုလုပ်တဲ့အခါမှာကျွန်မတို့ကပကံများတစ်ချက်ပေါ်မှာရေအနှဲငယ်ထ ဲ့ရမှာရှင်ဒီမှာဆမရေအနေငယ်ထည့်ထားပေးပါရနော်ရေအနေငယ်ထည့်မယ်ရေအနေငယ်ထည့်ပြီးဆမတို့ဂျင်းပေါ့နော်ဂျင်းထည့်ပေးရမှာရှင်ခုကိုင်နေအဆင်ပြေဖို့အတွက်ဆမတို့ဒီဖျောင်းနိုင်လေးတတိုင်ထိုးမိရမှာရှင်ဒီဟာကိုမြင်းစွာပြားရှင်ကိုရောမြင်းကြီးကိုမလှူခင်ပါပေါ့နော်အဲဒီပကံများလေးကိုကိုင်ပြီးရော24ပစ္စည်းအကျဉ်း17ခေါက်ယူပေးပါရှင်24ပစ္စည်းအကျဉ်း17ခေါက်ယူပြီးရောဆမတို့မြင်းမြင့်ပြီးရောမြင်းစွာပြားရှင်ကိုရောမြင်းကြီးကိုလှူပေးပါရှင် ဒီရေတရာလေးပြီးသွားရင်ကျမတို့ကဒါနေချင်းညချင်းစီးပွားတက်စီမဲ့ရေတရာပေါ့နော်ကံအားကိုကျမတို့ကထောက်ပံ့ပေးမဲ့အတွက်နောက်ထပ်ရေတရာတစ်ခုကျမကထပ်လုပ်ပေးစီချင်ပါတယ်ရှင့်အဓိကရေတရာနှစ်ခုလောက်ရမှာပေါ့နော်ဒီရေတရာလေးကလည်းအရန်ကိုလွယ်ကူရွေးရှင်ပါတယ်ရှင့်ကျမတို့ဘာလို့အပ်လဲဆိုတော့ပကံပြားပေါ့နော်ပကံပြားတစ်ချက်လိုအပ်ပါတယ်ပကံပြားတစ်ချက်ပုံမှာကျမတို့စံကို၅ပုံပုံရမှာပဲရှင့်ဒီမှာ၁နှစ်၃၅ပေါ့နော်၅ပုံပုံရမယ်၅ပုံပုံယူရရင်ကျမတို့ဖျောင်းနိုင်ကိုထုံးမယ်ထုံးပြီးသွားရင်ဒီလိုမျိုးကင်ပြီးရော ခုံတော်ကိုပါ17ခေါက်ရွတ်မယ်ရွတ်ပြီးွားရင်မြေဆော့ပြန်ရင်ကိုလိုမယ်ကြီးကိုကတ်လူပေးမယ်ကတ်လူပေးပွားရင်ဆမတို့ဒီဖျောင်းတိုင်ကုံသွားတဲ့အခါကျရင်ပေါ့နော်ဒီဖျောင်းတိုင်ကိုနှုတ်ပြီးတော့ဆမတို့ဒီဆန်ကိုဆမတို့ပေါ့နော် စာကလေးပဲဖြစ်ဖြစ်ငှက်စာခိုးစာပေါ့နော်ဆမလေးတို့ငှက်စာခိုးစာဆမတို့ကြွေးပေးရမှာဖြစ်ပါတယ်ရှင်ဒါကတော့ဆမကကံအထောက်အပံ့ကိုရစေအောင်တို့ဒီငှက်စာကြွေးတဲ့ကုသိုလ်ကောင်းမှုကိုပေါ့နော်ပြုလုပ်ခိုင်းတာပါရှင်ဒီရေရလေးနှစ်ခုပြုလုပ်ပြီးသွားရင်ရပါပြီရှင်အဓိကကဇမကနေချင်းညချင်းလဲစီပေါ်တက်စီမယ်မိမိကံနေလဲကံအထောက်ပံ့ရစီမယ်ပေါ့နော်ရေရလေးတွေကိုလုပ်ပေးခြင်းဖြစ်ပါတယ်ရှင်အားရဒီဗီဒီယိုလေးကို like and share လုပ်ပေးထားပါဇမရဲ့ page ကိုလည်း like and follow လေးလုပ်ပေးထားပါဒါမှဇမနှစ်စဉ်တမိတဲ့ကုသပြုရေရ ရားလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အမ်ပြီးရင်စမစီမှာပေါ့နော်စမရေကျမတော့အတိုက်ခတ်အနောက်ရှက်တွေရှိရပေါ့နော်အဲ့ဒါစမအမြဲလုပ်နေကြရေတရာတခုရှိရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့စမတို့ဒီလိုအပ်တာတော့တမညာတိကိုလုံးလိုပါရဲ့ရှင့်ပတာတိကိုလုံးမှာပေါ့နော်မြတ်စွာဘုရားရှင်ကိုရမေကျိုးစမတို့လှူပြီးတော့ဆူတောင်းပြရမှာပဲရှင့်ဒါလိုအတိုက်ခတ်အနောက်ရှက်တွေမကဘူးပေါ့နော်စမတို့မိမိရဲ့အညံ့နေပါပါပေါ့အောင်လို့စမကအမြဲတဲ့စမဒါလုတ်တဲ့ရေတရာလေးပေါ့နော်ဒီဥပမာဒီတမညာတိကပေါ့နော်စမတို့ ပုတ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်နွမ်းသွားတာပဲဖြစ်ဖြစ်အဲ့ဟာအတိုက်ခိုက်နှောက်ယှက်ရှိလို့ပါရှင့်ဒီဒီဟာကိုတကယ်လို့ဒါတလုံးသာပုတ်သွားမယ်ဆိုရင်ဆမတို့ဒါကိုအကုန်လုံးကိုစွန့်ပေးရမယ်ဟို တကယ်လို့မပုတ်ခဲ့ဘူးဆိုရင်အကုန်လုံးကောင်းနေဆိုရင်တပတ်တိတိကောင်းနေဆိုရင်တပတ်တိတိပဲထားပြီးပြောထားလေအကုန်လုံးဝစက်မတို့ကစုံပြရမယ်ပြန်ပြီးတော့အသုံးပြုလို့မရပါဘူး။ဘာဖြစ်လို့ဆိုတော့ခိုက်တက်လို့ပါရှင်။ဟုတ်ကဲ့အာဒီရေတရာလေးကစက်မကိုရိုင်းအမြဲတမ်းလောက်တာပေါ့နော်။တပတ်နေလို့အစ်စ်လဲပေးတယ်ရှင်။တပတ်နေရင်တခါပေါ့နော်အစ်စ်လဲပေးတယ်ရှင်။စက်မကုနာပြောဖို့မိသွားတာပေါ့နော်။ဒီဂျင်းရေတရာလေးကိုကြတော့စက်မတို့9ရက်တိတိပေါ့နော်။ဒါထုံးပေးရမှာပါပေါ့နော်။ဒါကတော့ဖျားစင်ဖျားเจ้าဆောင်ပေါ်မှာထားပြီးတော့ဒါ9ရက်တိတိထုံးပေးရမယ်။ဒါတနေ့ကိုတခါပေါ့နော် ခုနှစ်ရက်တိတိပေါ့နော်မြေစာပြချက်ကိုလိုမျိုးကြီးကိုထုံးပြရမှာဖြစ်ပါတယ်ရှင်။ဒီတံမြတ်သီးရေတရားတော့ကျမဒါအပိုထက်ဆောင်ရေတရားပေးတာပါလက်ဆောင်ပေးတာပါ။ကျမအငဲလုတ်တဲ့ရေတရားပါတပတ်တစ်ခါလဲပေးတယ်။တကယ်လို့တပတ်အတွင်းမှာတံမြတ်သီးတစ်လုံးကပေါ့နော်။ဥမာနှစ်ရက်သုံးရက်အတွင်းမှာတံမြတ်သီးတစ်လုံးကပုတ်သွားနှွမ်းသွားတဲ့ခါကျရင်အကုန်လုံးလွတ်ပြစ်ပြီးတော့အသစ်ထက်လဲပါတယ်ရှင်။ဒါကတော့ကျမအငဲပြုတ်လုံးနေတဲ့ကုသိုလ်ရေတရားလေးပါရှင်။ဒီဆန်ရေတရားတော့တစ်ခါပဲလုတ်ကမှာပဲရှင်။တနည်းလေးပြုတ်လုံးအောင်မှာဖြစ်ပါတယ်ရှင်။ဒီ15ပုံပေါ်ပုတ်ပြီးရင်ဖြောင်းနိုင်မှာထုံးပြီးတော့ ဖျောင်းလိုက်ကုန်သွားတဲ့အခါကျရင်ဆမတ်တီကငှက်စာခိုးစာကျွေးရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုဆောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ဒီဆမရဲ့ဒီ comment အောက်မှာလေးပေါ့နော်မိမိရဲ့နေ့နံလေးကိုမှတ်ထားပေးပါ။ဆမလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်။တရားသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။